အားလုံးပဲမင်္ဂလာပါဒီကနေ့တော့ Tasty Twit ခီးစဉ်ကနေကရင်ပြည်နယ်မှာရှိတဲ့ကူကြီးတွေရဲ့အကြောင်းကိုပြင်ဆက်ပေးသွားမှာပါဘူးတစ်ခုတည်းကိုဝင်သွားတဲ့အခါအိမ်မက်ကဘာတွေကို ရောက်သွားရသလိုပဲအချိန်တစ်ခါမှမကြုံဘူးသေးဘူးဆိုရင်တော့ရာရာဟာစမ်းပြနေမှသိကြပါဗျာကာဒလီမာလင်းတို့ရဲ့တောင်ပန်ခတ်တံတွေကစိတ်လုံရှားစရာကောင်းတယ်လို့ ထုံးကြောက်တွေကနေစိမ့်ထွက်လာတဲ့ရေစက်ကြတန်တွေကလည်းဘူထဲမှာဆိုပိုပြီးကျဲတယ်လို့ခံစားရပါတယ်။နောက်တစ်ခုကတော့ဘူအတွင်းပိုင်းပဝင်ခြင်းဟာအေးစိမ့်နေပြီးကဘာအစ်တစ်ခုမှရောက်နေတယ်လို့လို့အရာရာတိုင်းကိုစူးစမ်းကြည့်ခြင်းနဲ့စိတ်တွေဖြစ်လာပါတယ်။ဒါတွေကဒီကနေ့ကျွန်တော်ရောက်နေတဲ့ကရင်ပြည်နယ်ကဂူရီရဲ့အကြောင်းတပိုင်းတစတာဖြစ်ပါတယ်။ဝူကြီးတွေဟာရှေးခေတ်ကာလရဲ့တမိုင်းအချက်လက်တွေ ဒနာယီဇလန်းတွေနဲ့ကဘာမြေရဲ့စမ်းကြယ်မှုတွေကိုပါ ရင်သက်ရှုမမဆုံခံစားထိတွေ့နိုင်မဲ့နေရာတွေဖြစ်ကြပါတယ်။ဒီအကြောင်းကိုကျွန်တော်ရောက်နေရာတေးစီထွက်ကီးစင်နဲ့အတူ မကြခင်မှာတွေ့ရတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်ဟာတဘာဝကြောက်တောင်တွေပေါများတည်ရှိရာဒေသတစ်ခုဖြစ်ပါတယ်မြမမဆောက်တဲ့မိုးမြော်တောင်ကုန်းတောင်တန်းတွေနဲ့အတူတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ကြောက်လိုင်းကူတွေကလည်းအများအများရှိနေပါတယ်ကရင်ပြည်နယ်မြို့တော်ပန်အံမြို့ကိုရောက်သွားတာနဲ့အနီးနားပတ်ဝန်းကျင်မှာသွားရောက်လက်ပတ်စရာကူပေါင်းအနည်းဆုံး6ကူလောက်ထိတော့ရှိမှတင်ပါတယ်ဒီကနေ့ကျွန်တော်တို့ပထမအဦးဆုံးသွားမယ့်ကူကတော့ဆက်ရန်လိုင်းကူဖြစ်ပါတယ်ဆရာလိုင်ကူကကရင်ပြည်နယ်မှာတော့အကြီးဆုံးနဲ့အရှိဆုံးဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာတော့ပြင်စမမြောက်အရှိဆုံးဂူကြီးဖြစ်တယ်လို့လည်းသိရပါဗျ။ပြီးတော့ဒီဂူကြီးဟာကရင်ပြည်နယ်မှာကြော်ကြားလာတဲ့ဇွဲကပင်တောင်တန်းကြီးရဲ့အဆုံးစွန်နေရာမှာရှိနေတဲ့ဂူကြီးဖြစ်ပါတယ်။ကရင်ပြည်နယ်ရဲ့မြို့တော်ပအံမြို့ရဲ့တောင်ဘက်အရက်မှာရှိပြီးမော်တော်ကားနဲ့15မိုင်ခရီးလောက်သွားရမှာဖြစ်ပါတယ်။ဇွဲကပင်တောင်အနောက်ဘက်ကားလမ်းအတိုင်းအိမ်ဒူးရွာကြီးထိသွားပြီးအဲ့ဒီရွာလမ်းခွဲကနေတဆင့် ခေါ်စိန်ပန်းခေါ်သိန်းခီစတဲ့ရွာတွေကိုဖျက်ပြီးသွားရမှာဖြစ်ပါတယ် ောက်ပြီဆိုတာနဲ့ပထမဆုံးဆက်တံစင်မင်းပုံသူဆင်ပြီးတော့နှစည်းကိုအဝင်မုတ်ဝါမှာတွေ့ရမှာဖြစ်ပါတယ်။ဆင်ပြီးတော့နှစည်းရဲ့နောက်ကျောဘက်မိုးဦးပြတ်သက်ဆောင်လေကားအတိုင်းတက်သွားရင်တော့ပေ90လောက်အမြင့်ရှိပြီးပေ100လောက်အကျယ်ရှိတဲ့မဟာဆက်တံလှိုင်ကူတော့အဝင်ဝါကိုကြောက်သွားမှာဖြစ်ပါတယ်။ ဆက်ရန်လိုင်ကူရဲ့တခြားကူတွေနဲ့မတူတဲ့ထူးခြားချက်ကတော့တစ်ဖက်ပိတ်ကူအမျိုးစားမဟုတ်ပဲတခြားတစ်ဖက်မှာလည်းအပေါက်ရှိတဲ့ဒိုးယိုပေါက်ကူမျိုးစားဖြစ်ပါတယ်။ဒါကြောင့်ကူရဲ့တခြားဘက်ထိကျွန်တော်တို့သွားကြည့်မှာဖြစ်ပါတယ်။ ျွန်တော်တို့ခုဆိုလို့ရှိရင်ကရင်ပြည်နယ်ကထူးခြားတဲ့ကြောက်လှန့်ကူကြီးဖြစ်တဲ့ဆက်နကူတဲကိုရောက်နေပါပြီ။ဒီဆက်ရန်ကူတွေကကျွန်တော်ဝင်လိုက်တာနဲ့အေးစိတ်နေပြီးတော့အရန်ကိုထူးခြားတဲ့ဒီတဘာဝပုံတရံတွေပေါ်ဝင်နေတာကိုလည်းတွေ့ရပါတယ်။ဒီကြောက်လှန့်ကူကြီးကဒီကရင်ပြည်နယ်မှာတော့အရှိလျားဆုံးလို့ဟိုပြောကြပါတယ်ဘယ်လောက်ဒီရှင်းမလဲဘယ်လောက်ဒီထူးခြားတာတွေတွေ့မလဲဆိုတာတော့ကျွန်တော်တို့မကြခင်တိအောင်မဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ကိုယ်တွေကိုဆက်ပြီးတော့ဝင်သွားအောင်ပါဦးမယ်ခင်ဗျာ ဒီနေရာမှာရှိနေတဲ့ဂူကြီးကိုဘာကြောင့်ဆက်တံဂူလို့ခေါ်ကြသလဲဘုရားလောင်းဆက်တော်လာဆက်တံစင်မင်းနေထိုင်ခဲ့ရနေရာအဖြစ် တင်စားမှတ်ခေါ်ထားကြတာဖြစ်ပါတယ်ဆက်တံလိုင်းဂူအတွင်းမှာတော့လျှက်စစ်မီတွေ့တန်းထားပြီးအလင်းရောင်အသင်တင်တော့ရှိပါတယ်လိုင်းဂူကြီးအတွင်းမှာတော့တဘာဝကြောက်ဆက်ပန်းဆွဲနဲ့ကြောက်ဆက်မိုးမျော်တိုင်းကြီးတွေကိုတွေ့ရပြီးအတွင်းပမြင်မျက်နှာပြင်ကတော့စိုးထိုင်းပြီးနည်းနည်းချောနေပါတယ် ဆရံကူဟာရှီခိရဲ့ဗုဒ္ဓဘာသာအမွေနှစ်လက်ရာတွေကို အများအပြားတွေ့ရမှာဖြစ်ပြီးသူတော်စင်တို့တရားဓမ္မကျင့်ကြံအားထုတ်ခဲ့ရနေရဖြစ်လဲထင်ရှားပါတယ်။ဇွဲကပင်တောင်တန်းကြီးမှာရှိနေတဲ့ဆရံကူဟာရှီခိကရင်ရာဇဝင်အရဆိုရင်တော့ပါဝနပြည့်ရှင်ဘရင်မဖြစ်မီမုတ်ဆိုးဘဝမှာတောလိုက်ရင်နားကိုရနေရဖြစ်ခဲ့ဘူးတယ်လို့လည်းဆိုပါတယ်။ဆရံကူရဲ့တခြားဘက်အထွတ်ဘောက်ကိုရောက်လာချိန်မှာတော့ရေကန်ကြီးတကန်ကိုတွေ့ရမှာဖြစ်ပြီးအဲ့ဒီရေကန်ကိုလည်း ဆက်ရန်စမီရီချူကန်အဖြစ်တင်စားထားကြပါတယ်ဒီနေရာမှာနောက်ထပ်ထူးခြားချက်တစ်ခုကတော့ဂူဝင်ဘောက်ဝါကနေတစ်ဖက်ဂူဘောက်ဝါစီကိုရောက်ပြီးဆိုရင်အခုတွေ့နေရတဲ့ရေကန်လေးအတိုင်းလှေစီးပြီးမူလဂူဘောက်ဝါစီပြန်သွားနိုင်တဲ့လမ်းကြောင်းရှိနေတာဖြစ်ပါတယ်ဒီကနေ့မှာလှည့်စည်းရင်တခြားဘက်ကိုသွားနိုင်တဲ့အကူအမိုးတစ်ခုအောက်ကနေသွားရမှာဖြစ်ပါတယ်။တိုးတောင်တဘာဝအလှတွေကိုလည်းခံစားနိုင်မယ့်နေရာတစ်ခုလို့ပြောရမှာဖြစ်ပါတယ်။ ဒီနေရာဟာမြမရှေးတမိုင်ခေတ်တခုရဲ့အမှုပညာပိတုကလက်ရာတွေကိုအံ့ဩစရာကောင်းလာအောင် တွေ့မြင်နိုင်တဲ့နေရာဖြစ်ပါတယ်။ကရင်ပြည်နယ်ဖအံမြို့အနီးမှာရှိတဲ့ကော့ကွန်းကျေးရွာအနီးကကော့ကွန်းထုံးကျောက်တောင်ပေါ်မှာတောင်ပေါ်ကထုံးကျောက်လှိုင်ကူဖြစ်ပါတယ်။ဒီမှာရှိနေတဲ့အမှုပညာလက်ရာတွေဟာဘယ်အချိန်ကစတင်ပေါ်ပေါက်လာခဲ့သလဲဆိုတဲ့တမိုင်းဆိုင်ရာအထောက်အထားတွေကတော့အတိအကျမသိရသေးပါဘူး။

ကိုကုန်းကူဟာနိုင်ရန်ကက်အုပ်ခွက်ဖျားတွေရှေးခေတ်ကိုကွယ်ယုံကြည်မှုဆံရအထောက်အထားလက်ရာတွေကြောင့်တမိုင်းတန်ကိုကြီးမာပြီးထင်ရှားတဲ့အကူကြီးဖြစ်ပါတယ်။ဒီနေရာမှာရှိနေတဲ့အထောက်အထားအမှုပညာလက်ရာတွေကပီးကြောက်စာတွေအရလွန်ခဲ့တဲ့ AD 9ရာစုကာလကဖြစ်ပေါ်ခဲ့တယ်လို့ခန့်မှန်းထားကြပြီးဖြစ်ပါတယ်။ဒီကူကတော့ကျွန်တော်တို့ဟိုးစားပါเนาะ ဒီထေရဝါဒဗုဒ္ဓဘာသာ17ရာစု မတိုင်ခင်မှာပေါ့နော် ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာရဲ့အရှင်ဖေလူတို့ရှိွားတို့နဖရာကုွယ်မှုတွေပေါ့နော်အဲ့ဒီရှင်ချင်းမှုလက်ရရှိရပေါ့နော်အဲ့ဒီဖြစ်တဲ့အတွက်ကျွန်တော်ရှင်ချင်းမှုဝင်ကြီးဌာနနေပြီးတော့ဒီဥစ္စာကို7 century ပေါ့9ရာစုဖြစ်တတ်မှတ်တော့ပေါ့9ရာစုရှင်ချင်းမှုအမွေနှစ်တွေရှိတယ်ကျွန်တော်တို့ပုဂံ17ရာစုဆိုတော့ပုဂံနဲ့စောရပေါ့နော်အဲ့ဒီဒါပေမဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာစီ17ရာစုမှာရှိတဲ့အတွက်17ရာစု ဒီကျွန်တော်တို့ထေရဝါဒဗုဒ္ဓရုပ်ဘွားတော်တွေဒီအုပ်ခွက်ဖရာတွေဟာကျွန်တော်တို့ပုဂံနဲ့ကျင့်ကြမှုကျင့်တူတယ်ပေါ့နော်ခုနှစ်ရာစုလို့ပြောတဲ့အကြောင်းကတော့ကျွန်တော်တို့အဲ့ကျွန်တော်တို့ထေရဝါဒနဲ့ဟိုခစ်စောတယ်ပေါ့နော်ဘာသာဒီဟိန္ဒူတို့ရှီဝါတို့အဲ့ဒီနတ်ဖရာကုပဲမှုသူတို့ရဲ့ဒီဘာသာရေးဥစ္စာပေါ့နော်ကြောက်စာရုပ်လုံးရုပ်ကြွားတွေကြံကြတဲ့အတွက် အဲ့ဒီအဲ့ဒီလိုသဘောတရားရှိတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒါပကန်းနဲ့လဲစောတယ်လို့ဖျားဘူးဧည့်သည်တွေတမိုင်းပညာရှင်တွေကနေပြီးတော့ဒါပူဇော်ပေါ့နော်တုံသက်ကြရပေါ့နော်ကိုကွန်ကူရဲ့ရှေးခေတ်ကိုကွယ်ယုံကြည်မှုဆံရအထောက်ထားတွေထဲမှာတော့မြမပေတနိုးနဲ့မဟေတရာကိုရှိဝါနဲ့ရုပ်ပုံတွေကိုလည်းတွေ့ရပြီးဟိန္ဒူအယူဝါဒဆံရရုပ်ထုတွေလည်းရှိနေပါတယ်၁၇ရာစုအလယ်ပိုင်းကာလမှာတော့ပကံပြည့်ရှင် အနောယထမင်းဟာ တတုံဘီယံမနူဟာမင်းကိုစစ်မှတ်ပြုခဲ့ပါတယ်။အဲဒီနောက်စစ်ဘေးရှောင်မုဒ္ဓမမီဘုရားကြီးဟာကော့ကွန်းကူကိုရောက်လာပြီးပုံအောင်နေစဉ်အတွင်းဇီဒီတွေဗုဒ္ဓဆင်တုတော်တွေ ထုလုပ်ပူဇော်ခဲ့တဲ့အကြောင်းစာပေအထောက်အထားတွေရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကာလမတိုင်ခင်ကတည်းကနိုင်ငံကရုပ်ပွားတော်တွေပူဇော်ခဲ့ကြတဲ့အထောက်အထားတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။ ကျွန်တော်တို့ဒီ17ရာစုမှာကျွန်တော်တို့တထုံမှာမနူဟာမင်းဟလာဒီထေရဝါဒသာသနာပတ်သက်ပြီးတော့ဒီတထုံမှာ သာသနာစတယ်အဲ့ဒီမှာပုဂံမှာအနောယထာဒီဘာသာတရားတွေရဲ့ညံ့နှမ်းမှုပေါ့နော်အရေးကြီးဘာသာဝင်တွေရဲ့ဟိုညံ့နှမ်းတဲ့ delay တွေအယူဝါဒတွေမကြိုက်တဲ့အတွက်ဒီအရေးကြီးဘာသာကိုတိုက်ဖြတ်တယ်တိုက်ဖြတ်ပြီးတော့အစားထိုးမဲ့ဥစ္စာမရှိပေါ့နော် replicable ဥစ္စာမရှိတဲ့အတွက် အနော်ထားမင်းရနေပြီးတော့ဒီတထုံကမလူဟာမင်းစီမှာပေါ့နော်ဒီပိရကတ်တော်တွေဗုဒ္ဓဘာသာရဟန်းတော်တွေဟလာတန်တမန်နီလန်းနဲ့တောင်းခံတယ်ပေါ့နော်အဲဒီလိုတောင်းခံတဲ့အခါကျတော့ဒီကျွန်တော်တို့ဒီမလူဟာမင်းရတော့ဘိုးစားပေါ့နော်တထုံမင်းရတော့ပကံမင်းထက်ဘိုးစားပေါ့ဘယ်ရင်တတန်းလဲကြီးတယ်အတားအဖင်လဲကြီးတယ်ဆိုတော့ဒီငယ်ရွယ်တဲ့ဟိုမြန်မာဘုရင်တပါးနေပြီးတော့ကျွန်တော်တို့ဒီဥစ္စာတွေကိုတောင်းခံတဲ့ဥစ္စာကို တမျိုးသဘောပေါက်မှာပေါ့နော်ကျွန်တော်အဲ့ဒီလိုတမျိုးသဘောပေါက်တဲ့အတွက်တန်တမန်လေးလမ်းနဲ့မရတဲ့အခါကျတော့ဟိုအနော်သာမင်းရစေရေးရတိုက်ခိုက်တဲ့အခါကျတော့ပေါ့နော်အဲ့ဒီမှာမနူဟာမင်းရဲ့မိဖုရားဒီကျွန်တော်တို့မုတ်တမားမျိုးအပိုင်စားတဲ့မိဖုရားနဲ့ဒီသူ့ရဲ့စစ်ရှုံးနဲ့ဒါတော့သမီးတော်နန်းတွင်ရဒါရီယာဒီမှာလာပုံအောင်လေ ပေါ်သွားပြီးတော့ကျွန်တော်တို့ဒုတ်ဝေါ်လို့ခေါ်တာပေါ့ဒုတ်ဝေါ်မျိုးဆိုတာကျွန်တော်တို့တထုံရဲ့ဖန်အန်နဲ့ချားမှရှိတယ်ပေါ့နော်ဒီပင်လယ်ရေကြောင်းလမ်းအရာဆက်ဆက်မှုရှိတယ်အဲ့ဒီမျိုးပေါ်မှာသူတို့ကဒီအုတ်ခွက်ဖရားတွေကြော်စင်းလူတွေကိုထူထွင်းပြီးတော့ပူဇော်တယ်အဲ့လိုမျိုးပေါ့ဒီဒါတွေကမြေအုတ်ခွက်ဖရားတွေပေါ့နော်မြေအုတ်ခွက်ဖရားတွေကိုဒါနန်းရံမှာကျွန်တော်တို့အရင်တော့ဆိုတော့ဒီဝါးကိုအသုံးပြုပြီးတော့ပေါ့ညမ်းနေစင်ပြီးတော့တစင်းနဲ့တစင်းဒီဥစ္စာတွေကိုထူလို့ပူဇော်တယ်အရင်တော့ဆိုဒါတွေကအပြည့်ပေါ့နော် နိုင်ငံပေါ်မှာအပြည့်ရှိပါတယ်။နောက်ရွှေအောင်တွေလည်းအပြည့်ရှိပါတယ်။ဒါတွေကတကယ်ကိုအရင်တော့ကတော့ကျွန်တော်တို့တဘာဝဟိုးစားပါတော့တတိတေရွက်တွေတူဦးတွေကရတဲ့အစေးတွေနဲ့ပဲဒါကော်အဖြစ်အသုံးပြုပြီးလုပ်တော့ပါတော့။အရင်တော့ဒါဘီလက်မြေဆိုတာမရှိဘူးပေါ့။အဲ့ဒီလိုဟာမျိုးတွေနဲ့အသုံးပြုပြီးတော့ဒါတွေကိုအုတ်ခွက်တွေကိုနံရံမှာကတ်တယ်အဲ့လိုကတ်တဲ့အတွက်ဒါတွေဟာနှစ်ပေါင်း များလာတဲ့ခါမှာတဘာဝအန်တဲ့သလိုဟောဒီထုံးကြောက်ဆိုတာထုံးကြောက်တာနှစ်ကလာများလာတာလည်းများသူကထုံးကြောက်ရဲ့တဘောကကြွတာပေါ့နော်အဲ့ဒီကြွတဲ့အခြေအနေကြောင့်ဒါတွေကကွာတာပေါ့နော်ကိုကုန်းကူဟာတစ်ဖက်ပိတ်လှန်ကူဖြစ်ပြီးအတွင်းဘက်ကိုအနှဲငယ်ပဲဝင်နိုင်တဲ့ကူဖြစ်ပါတယ်ဒါပေမဲ့ကူအဝင်ဝါးနဲ့ထုံးကြောက်တောင်ကြီးနံရံမှာတော့လက်ရမြောက်လာတဲ့အနီရောင်အုတ်ခွက်ဖျားတွေကိုအမြောက်များတွေ့ရပါတယ်ကရင်ပြည်နယ်ဒေသတွင်းမှာရှိတဲ့တခြားကူတွေမှာလည်း ရှေးဟောင်ဗုဒ္ဓဘာသာယဉ်ကျေးမှုလက်ရာတွေရှိနေပေမဲ့ကော်ကွန်းကူကတော့အထင်အရှားဆုံးဖြစ်ပါတယ်ဒီလိုလက်ရာမျိုးနဲ့ပတ်သက်ပြီးတော့ဒီမှာဆိုရင်တော့ဒါကျွန်တော်တို့ဒီကရင်ပြည်နယ်တွင်းမှာဆိုရင်တော့ဒီလိုအုတ်ခွက်ပြားတွေနဲ့ဒီတံတန်းနဲ့သွားတာတော့ကျွန်တော်ကရင်ပြည်နယ်မှာထုံချောင်းလှိုင်ကူတော်တော်များများရှိတယ်ပေါ့နော်အဲ့ဒီထုံချောင်းလှိုင်ကူတော်တော်များများထင်ရှားတော့အဲ့ဒီဟိုစားပေါ့ကျွန်တော်တို့ဒီဘက်ဘေးမှာဆိုရင်ရသေးပြန်ကူရှိမယ်နောက်ကော့ကတောင်ရှိမယ်အဲ့ဒီမှာလည်းဒီလိုအုတ်ခွက်ပြားတွေရှိပါတယ်ကော့ကတောင်တို့ဟာလာစတန်တို့ဆိုလဲဒါမှမဟုတ်ဒီမှာကတော့အများဆုံးပေါ့နော်ကော်ကွန်းကူမှာတော့ဒီ နန်းရံဥဘက်ဖရာအများဆုံးနောက်ပြီးတော့ဒီလိုထေရဝါဒဘာသာရဲ့အရင်ဟာလာဒီရှိဝါတို့ပေဒနိုးတို့နဖရာကိုယ်ွယ်မှုတွေရဲ့ဟိုသူတို့ရဲ့ဘာသာတရားအထိမ်မတ်ရုပ်လုံးရုပ်ကြွားတွေရှိတယ်ပေါ့နော်ဒါတွေကိုယဉ်ကျေးမှုဝင်ကြီးထားလာနေပြီတော့ 7th century အဲ့လောက်တတ်မှတ်တာပေါ့အဲ့ပေါ့သူကဒါကျွန်တော်တို့ဒီမှာဆိုတော့900ဆိုရပြတော့ဗောနော်ဒါပေမဲ့ဝိုးစားမှာဆိုတော့600ဆိုပေါ့ ကျွန်တော်ယူရီးယားပီတကက်တိုက်ကကြောက်ဆောင်ပါဆိုရင်ကျွန်တော်ဒါရဟန်းဘွားနဲ့ပေါ့လွန်ခဲ့တဲ့2003ခုနှစ်လောက်ကရဟန်းဘွားနဲ့ရှိနေတဲ့စိတ်မှာဟိုတကယ်ထိုင်းနိုင်ငံမြန်မာလူမျိုးပေါ့နော်သူကမွန်ပြည်နယ်မှာနေပါတယ်အဲ့ဒီရဟန်းလောကထိုင်းနိုင်ငံနဲ့အမြဲတမ်းသူ့ရဲ့ထိုင်းနိုင်ငံသူတကာတကာမှာဧည့်သည်တွေနဲ့အမြဲတမ်းဖျားဘူးကြွားပြီးလေးလာလေးရှိတယ်ပေါ့နော်အဲ့ဒီမှာသူ့ရဲ့ပြောပြကြရဆိုဒါသူတို့ယူရီးယားပီတကက်တိုက်ကကြောက်ဆောင်မှာ600ရာစုလက်ရတယ်6 century နဲ့တူတယ်ဒီမှာတော့100ဆိုနောက်ကျတော့7 century ပေါ့နော် ရှေ့နှစ်ပေါင်းများစွာကတည်းကကိုယ့်ွယ်ယုံကြည်မှုဆိုင်ရာယဉ်ကျေးမှုအမွေနှစ်တွေဟာခင်အဆက်ဆက်ရှိခဲ့တယ်လို့ယူဆရမှာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်တွေကပဲစိတ်ဝင်စားစရာလေ့လာစရာတစ်ခုဖြစ်ထင်ရှားနေကြတာဖြစ်ပါတယ်။ ကျွန်တော်ကရင်ပြည်နယ်ထဲမှာရှိတဲ့ကြောက်ကူတွေတချို့ကိုလေ့လာခဲ့ပြီးပါပြီ။ကရင်ပြည်နယ်ဟာဆိုလို့ရှိရင်အဲကြောက်ကူလှိုင်ကူတွေပေါများပြီးတော့ပြည်တွင်းပြည်ပဧည့်သည်တွေလာပြီးတော့အများပြားလာလေ့လာတဲ့ဒေသတွေလည်းဖြစ်ပါတယ်။အခုနောက်ထပ်ကရင်ပြည်နယ်ထဲမှာနောက်ထပ်ထူးခြားထင်ရှားတဲ့ကူတစ်ခုဖြစ်တဲ့ဘေးညီကူကိုတွားပြီးကျွန်တော်တို့လေ့လာအောင်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့နောက်ကျောင်းမှာမြင်နေရတဲ့ကြောက်တောင်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်ခုပြောခဲ့တဲ့ဘေးညီကူရှိနေတာဖြစ်ပါတယ်။ဘေးညီကူဟာကရင်ပြည်နယ်အတွင်းပြတ်တန်းစီးဆင်းနေတဲ့တန်လွင်မြင့်နဲ့ ဒုံသမီးမြစ်တို့အကြားမြေပြန့်ပေါ်မှာတီတီကြီးထိုးထွက်နေတဲ့ကြောက်တောင်ကြီးရဲ့အတွင်းပိုင်းမှာရှိနေတဲ့ကူဖြစ်ပါတယ်။မြို့တော်ပန်းရဲ့အနောက်မြောက်ဘက်15မိုင်ကျော်အကွာမှာရှိတဲ့ကူဖြစ်ပါတယ်။ကရင်ပြည်နယ်မှာတော့ဘရင်ညီကူဟာလည်းထင်ရှားကျော်ကြားတဲ့ကူဖြစ်ပါတယ်။ဘရင်ညီကူကိုတွားရောက်လေ့လာမယ်ဆိုရင်တော့တခြားကူတွေနဲ့မတူထူးထူးခြားခြားကိုယ်တိုင်ကန်စားခွင့်ရမယ့်အရာကတော့ရေပူစမ်းရေအိုင်မှာရေချိုးခွင့်ရမှာဖြစ်ပါတယ်။ ဘရင်ညူကူရှိရာတောင်ချေကိုရောက်ပြီဆိုရင်တော့တဘာဝအတိုင်းစိမ့်ထွက်နေတဲ့ရေပူစမ်းရေကန်ကြီးကိုပထမအဦးဆုံးတွေ့ရမှဖြစ်ပြီးဆန္ဒလရာသီပလုံရှိနေတဲ့ထူးခြားတဲ့ရေပူကန်ကြီးဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီရေပူစမ်းရေကန်ကြီးဟာဒူရီရေချိုးနိုင်တဲ့တင့်တင့်နဲ့အပူချိန်ရှိနေတာဖြစ်ပါတယ်။ရေပူစမ်းရေကန်ကြီးရဲ့နောက်ထပ်ထူးခြားချက်ကတော့ဒီရေကိုချိုးရင်ရောဂါပယပျောက်ကင်းတယ်ဆိုတဲ့ယုံကြည်မှုရှိကြတယ်လို့တကယ်လက်တွေ့သာရကတွေလည်းရှိခဲ့ဘူးတာကြောင့် လူသီများထင်ရှားတဲ့အကြောင်းတစ်ခုဖြစ်လို့နေပါတယ်ဟာဒူလီယာတော့ င်းပေ400လောက်ရှိတဲ့တောင်ရဲ့အောက်ခြေကိုနည်းနည်းလောက်တက်လိုက်တာနဲ့ဘရင်ညီကူပါဝါကိုရောက်သွားမှဖြစ်ပါတယ်။ရှေးခေတ်ကာလဗုဒ္ဓဘာသာထွန်းကားပြန်ပွားခဲ့ရာဒေသဖြစ်ခဲ့တာကြောင့်တခြားကူတွေမှာတွေ့ခဲ့ရတဲ့အတိုင်းဗုဒ္ဓဘာသာယဉ်ကျေးမှုလက်ရာတွေကိုတွေ့ရပြီးစိတ်ဝင်စားစရာကူပေါင်းအများအပြားခွဲထွက်နေတာကိုလည်းတွေ့ရပါတယ်။ ညီကူဟာလျှက်စင်မိတွေစနစ်တကျရှိနေတာရဲ့အောက်ခံလူသွားလမ်းကိုကွန်ကရစ်လမ်းပြုလုပ်ပေးတာရဲ့အကြောင်းဂူအတွင်းပိုင်းသွားလာလို့အဆင်ပြေတဲ့ကူကြီးဖြစ်ပါတယ်။တချိန်ကတော့ဒီနေရာဟာပင်လယ်ရေအောက်မှာရှိခဲ့ဦးတဲ့နေရာတွေလို့မှတ်ယူထားကြသလိုတဘာဝလှိုင်ကူတွေရဲ့ထူးခြားအံ့ဩစရာတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ဘယင်းညီကူရဲ့မူလအမည်ဟာမဟာပါဒနာယနာလှိုင်ကူတော့ဖြစ်ပါတယ်။အဲ့ဒီကားနေတဲ့ဆင်မဟိန္ဒရာဇာဘယင်းကြီးတရားအားထုတ်ခဲ့ပြီးဘုရားစေတီပထိုးတွေတည်ထားရာကနေ့ ဘီရင်ကြီးကူးလို့အမည်ပြောင်းလဲခဲ့တဲ့အကြောင်းမှတ်တမ်းတွေမှာတွေ့ရပါတယ်။နောက်ထပ်မှတ်တမ်းတစ်ခုကတော့ပကံပြည့်ရှင်နော်ရထာမင်းတထုံကိုတိုက်ခိုက်သိမ့်ပိုက်ချိန်တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာကြောင့်အနူဝမင်းကြီးရဲ့သားတော်နှစ်ပါးဖြစ်သူတီဟကုံမာရနဲ့စိတ်တကုံမာရမင်းသားညီနောင်နှစ်ပါးလာရောက်ပုန်းရှောင်ရင်တရားရှာဖို့ခဲ့ရကူဖြစ်တာကြောင့်အရင်ကဘီရင်ကြီးကူအမိကနေဘီရင်ညီနောင်ကူရဲလို့ဖြစ်လာပြီးဒီနေ့အချိန်မှာတော့ဘီရင်ညီကူလို့သာလူတီများထင်ရှားလာပါတယ် ဘင်းညီကူဟာတမန်ကျောင်းအရာစိတ်ဝင်စားစရာကောင်းတယ်လို့ပဲကူရဲ့အတွင်ပိုင်းတဘာဝအလှပတွေကလည်းအံအောမဆုံးနိုင်အောင်တွေးကြရမှာဖြစ်ပါတယ်